မြန်မာပြည်သူပြည်သားအလုံးလက်ရှိကြုံတွေ့နေရတဲ့သဘာဝဘေးရနေကနေအမြင့်ဆုံးကင်းလွတ်ဖြတ်ကျော်နိုင်ပါစေလို့ကျွန်မနေနယ်ကဆုတောင်းပေးပါတယ်။အခုတင်ဆက်ပေးမယ့်သတင်းကတော့ငလီရင်နံကြောင့်ကြောက်စိမျိုးကကြောက်တစ်တာကြီးပြုတ်ချနိုင်ခြင်းရှိတာကြောင့်စူကြီးရက်ွက်နေပြည်သူတွေကိုပြောင်းရွှေ့နေတိုင်းပေါ်ဒေသဆိုင်ရာတာဝန်ယူထားသူတွေကလိုက်လံစောနေတဲ့ဆိုတဲ့သတင်းမှာ မန္တလေးတိုင်းကျောက်ဆယ်မြို့စူကြီးရက်ွက်ရွှေသာလျောင်းတောင်ပေါ်မှာတည်ရှိနေတဲ့ကျောက်တက်တော်ခေါ်ကျောက်တုံးကြီးဟာငလျင်တန်းကြောင့်ပြုတ်ကျနိုင်ခြင်းရှိလို့စူကြီးရက်ွက်အတွင်းနေထိုင်သူတွေကိုပြောင်းရွှေ့နေထိုင်ကြဖို့ဒေသဆိုင်ရာတာဝန်ယူထားသူတွေကလိုက်လံစောင့်နေတယ်လို့ဒေသခံတွေကနေသိရပါဗျ။ ကျောက်တရာကြီးဟာပြိုကျနိုင်မှု60ရာခိုင်နှုန်းရှိနေတာကြောင့်မြောက်ဖက် လေးမျက်နှာဖျားလန်းအရှိတ်ရွှေတားလျောင်းတောင်ကြီးတောင်ဘက်ဇေးလန်းအနောက်ဖက်မင်းရဲမြောင်နယ်နိမိတ်အတွင်းကိုအနေအဆုံအဖြစ်အရေးပေါ်သတ်မှတ်ခဲ့တာလို့သိရပါတယ်။ဒီကနေ့ကနေနောက်နှစ်ရက်အတွင်းထွက်ခွာကြရမှာ ဖြစ်ပြီးနောက်နှစ်အမိတ်ထွက်လာတဲ့အချိန်အထိဘယ်သူမှဖြတ်တန်းသွားလာခွင့်မပြုဘူးလို့ဒေသအာဏာပိုင်တွေကထုတ်ပြန်ကြေညာထားပါတယ်။ ပြောင်းရွှေ့နေထိုင်သူတွေအနေနဲ့ဝေဘူးချောင်းဆွန်လောင်းမန်တက်များနဲ့ဇယက်များမှာခိတပြောင်းရွှေ့နေထိုင်ကြရမှာဖြစ်ပြီးအများအဆုံးပြောင်းရွှေ့ကြရမှာဖြစ်တယ်လို့မြို့ရင်းကိုအတန်ချဲဆက်များနဲ့လိုက်လံသတိပေးနေတယ်လို့သိရပါဗျာ။အဲ့လိုရွှေပြောင်းရမှာနေထိုင်ဖို့အခက်အခဲရှိသူတွေအနေနဲ့ခိတပြောင်းရွှေ့နေထိုင်နိုင်ဖို့ကျောင်းဆက်မျိုးကကယ်ဆယ်ရေးစခန်းကြီးကြပ်မှုကော်မတီကိုစီးရင်ပေးသွင်းနေထိုင်ကြမှာဖြစ်တယ်လို့ဆိုပါရယ် အဲ့ဒီကြောက်တုံးကြီးကို အနေရှိနေတာဖြစ်တဲ့အတွက်ဒေတာအာနာပိုင်တွေအနေနဲ့ဖောက်ခွဲဖြစ်စေပြီးရှင်းလင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ကျောင်းဆက်မြို့နယ်ရဲ့စူကြီးရက်ွက်အတွင်းတည်ရှိတဲ့ကျောင်းတစ်တာဇေဒီတော်ဟာထင်ရှားကျော်ကြားတဲ့ဇေဒီတစုဖြစ်ပြီးမုံလဒရယကမှာပထမအင်ဝခေမင်းကြီးစွာစောကဲကဇေဒီတော်ကိုချွတာလျောင်းတောင်ဆောင်တွင်တဘောအတိုင်းတည်ရှိထားသောတစ်တာတရံကျောက်တုံးကြီးပေါ်မှာတည်ထားကြတယ်လို့လေလာမှတ်သားရပါတယ်။ မြို့ရဲ့ရှေ့ဘက်ကလျာမှာတည်ရှိတဲ့ရွှေတားလျောင်းတောင်ဟာအမြင့်ပေ985ပဲမြင့်နေလို့သိရပါရရှင်ကျမနွယ်နွယ်ပါ